တနေ့ကျတော့ဘုရားကိုကြည်ညိုတယ်အရုမယားကိုကြွလာတဲ့ကဘုရားကိုတသိန်းနံပြသူ့တရာတရားကောင်းတယ်ပညာမပါလို့ဆိုတာတသိန်းနံစွန်ကတ်ဖို့ဆိုပြီးတော့သူ့မှာသားလေးနှစ်ယောက်မွေးထားတယ်မွေးထားတဲ့သားလေးနှစ်ယောက်ကိုရင်လေးသွားကြသဘင်လက်သွားညက်ကြလက်သေးချီတဲ့စီသွားဖြတ်ကိုရင်ဝင်းနဲ့ကိုရင်ဝင်းနဲ့အဲ့ဒါဆိုတော့ဘုရားကိုစွန်ကတ်မှာမို့လို့ဆိုပြီးပြောခဲ့အဲ့ဒါဆိုမင်းပိုးပေးလိုက်မယ်ပိုးပေးလိုက်ရင်စံနေပဲတွေဘာတွေကောင်းတဲ့မွန်းတွေဟာတွေကုန်ယူခဲ့အဲ့လိုနဲ့သူကစုတာစုပြီးတဲ့အခါကျတော့ဘုရားစွန်ကတ်မဲ့နေကြတော့လေသူကိုယ်တိုင်ချက်တယ်ဗျာသင်္ကန်းကြီးဖာရဖာရနဲ့ ခရောင်းကြိုက်ရင်လည်းကြိုက်တတ်မယ်တင်ပါတယ်စိတ်တက်တာမြင်းတာကြည်ပါရနော်အေးအဲ့လိုနဲ့ချက်တဲ့ကရှင်ပြတို့တို့ရဲ့ဝင်းနေမှဆိုရင်ကိုယ်တိုင်ချက်လို့အပ်ပါမလားဗျာအဖုံးလှက်ရင်အဲ့ဒီကိုတော့တဘာမအပ်တော့ကောက်မွေလိုက်ရင်တရင်သုံးဝငါးပါးလုံးမအပ်တော့ဟုတ်လားနော်အဲ့လိုလေးရှိတဲ့အခါကျတော့အခုမြတ်စွာဘုရားရှင်ကရှာတာကလည်းမအပ်ဘူးချက်တဲ့ပြုတ်တဲ့အတွက်လည်းမအပ်ဘူးမြတ်စွာဘုရားရှင်တုတ်ဆကုံမှာမောဂပုရိသ္တ စွန့်ကပ်ဘက်သူကိုမြတ်စွာဘုရားရှင်ကငောင်းငန်းလိုက်တယ်ဗျာ။အဲ့ဒီမှာအညိုးထားတာငါတော့ကြိုးသားသားရှာလိုက်ရတာ။ငါစေတနာကိုထောက်တယ်ဆိုရင်စွန့်မဖုံးပေးခြင်းနေအောင်အလူလေးခံရင်တော့ပေါ့။အခုတော့ငါ့ကိုတုံ့ဆကုံမမောဂဗုဒ္ဓတန်နဲ့ပြောတော့တာ။ဟောကြည့်။ဘာလဲလဲ။ပြောပြီလေဗျာ။အဲသူဘာပြောလဲ။အရှင်ဘုရားတို့မငိုကြနဲ့။အင်းငိုတဲ့အကြောင်းရင်းလည်းပြော။ငိုတဲ့အကြောင်းရင်းမပြောရတယ်။တိပိသားမလို့ချမ်းချမ်းနဲ့။ကံဟုတ်ပြီ။အဲ့တော့မြတ်စွာဘုရားရှင်ပြိဋိဘံဇံနဲ့ကရှင်မာကတ္တပအနီးနေရှိလားဗျာ။မရှိပါဘူး။ ခုနှစ်ရက်နောက်ကြာပြီမှမြတ်စွာဘုရားရှင်ရဲ့တာရုကိလနာကိုမမိလိုက်ဘူးတာရုကိလနာလည်းရှင်များကြီးကဆွနေကြတာဘုန်းကြီးတွေပြန်ရင်တာရုကိလနာတာရုကိလနာနဲ့ပြောကြတယ်တက်တဲ့လားမတက်တဲ့လားဒီတော့မသိဘူးပြန်ရှင်များတို့ဘယ်လိုဝေဖန်ကြမလဲ တာရုကိလနာဆိုဘာကိုပြောရဟန္တာတွေပြိဋိဗံဆန်တဲ့အခါမှာသူတော်ကောင်းတွေရဲ့ပျော်ဝဲဗျသူတော်ကောင်းတွေခန္ဓာဝင်ကိုပြီးတိုင်ခြုံငိမ့်လို့ပျော်ရတယ်တနည်းကြည်ကျင်းနဲ့နဲ့ကြည်ပြရတယ်တာရုကိလနာဟိုဘုန်းကြီးကပြန်လာရှိုးလာမသိတာရုကိလနာတော့လှုပ်ချလိုက်တာရှင်ပြတို့ပြန်နိုင်ရင်လည်းပြန်ပေါ်ဗျမပြန်နိုင်ရင်လည်းရှိုးပေါ်ဗျတာရုကိလနာတော့တက်တင်မတက်တင်တာစဉ်းစားမှာပေါ့ဗျတာရုကိလနာဆိုခုပြောလို့ဒီပြောလို့သူတော်ကောင်းတွေပျော်တယ်ပွဲပါဗျာပြိဋိဗံဆန်တဲ့အချိန်မှာပါ သုံးတဲ့သုံးတဲ့အသုံးတော်တစ်ခုပါအဲ့ဒါလေတပည့်တော်ရဲ့အယူဆလေးပါဗျရှင်ပြတို့လက်မခံရင်လည်းရပါတယ်နော်စာနဲ့ ဲ့ကန့်ကြီးတဲ့ယူဆလေးတခုပြောတော့ကန့်ဟုတ်ပြီဗျာတာရုကိလနာမိကရှိသေးတယ်တေသောတာမလောင်သေးဘူးအရှင်မရတော့ဒီမှာနောက်ကပါလာတဲ့ကိုရော900ကရှင်မာကသဝရဲ့တပည့်900ကဖះဟိုမတွေ့ဖူးလိုက်သေးဘူးဖះဖူးဟိုဆိုပြီးကြိုးစားပြီးဘုံကြီးဝယ်လာတာအခုမှအစ်တလေးတွေနဝဘိက္ခုနီယူလေးတွေပေါ့ဗျာနော်အစ်တလေးတွေပဲရှိသေးတယ်အဲ့မှာဖះဟိုမတွေ့ဘူးဟိုကုသိနာယုံကြမှာမြတ်စွာဘုရားရှင်ပြိဋိဘံဇံမီဆိုတဲ့တရင်ကိုရောက်ရင်အဲ့ဒီပုံကိုရင်ခွဲသေးလိုက်မယ် နောက်တကအဲ့ဒီတည်းမှာအရိယာသူတော်ကောင်းနေရှင်များတို့ကြည့်အားလုံး9သိန်းကအရိယာတခြားခြံရည်တွေရှိသေးတယ်အဲ့တော့အရိယာသူတော်ကောင်းနေစိတ်နှောက်ရဖြစ်သွားမယ်ဒီကိုယ်တော်ဒီထငိုလို့ယင်အဲ့တော့ပြောဖို့အချိန်ရောက်ပြီဆိုတဲ့အခါကျတော့ဘာပြောလဲနော်အဲ့ဒီမှာပရပတိတယောက်ပေါ့ပရိဘာဇကပရပိုက်ပေါ့ပရပိုက်ကြီးတယောက်ကတကားတယ်မန္တာရဝနပန်မန္တာရဝနပန်ဆိုတာမြမလိုလိုပြန်ကြလားထင်ရှားပန်းလိုပါသပြန်ကြဟိုမှာမန္တာရဝပန်းနေကို ရှင်များလို့ဆွဲတဲ့ခါကျကြည်လိုက်ပဲ။ပွင့်ပတ်၄ခုပါတယ်။တကယ်တာဝတန်မန္တရဝပန်းနဲ့တော့ဘယ်တူမလဲဗျာ။တပြည့်တော့နေဆက်သွင်းဆွဲတာ။မြန်မာပြန်တဲ့ခါတင်ရှားပန်းလို့ပြန်တယ်ဗျ။ဆွဲတော်ပန်းနဲ့ဆင်တယ်။အဖြူရောင်ဆိုရင်လေ။အဲ့ဒါတော့ပွင့်ပတ်က၄ခုပါ။အဲ့ဒါတော့မန္တရဝ၂ပန်း။မန္တရဝ၂ပန်းကြီးအဲ့ဒီမှာတော့လှဲပင်းလောက်ကြီးတယ်လို့ပြောပါ။နာဂတ်သာနာကြီးတဲ့မှာလည်းမာဂန္ဒူဆရာတော်ဗျာကြီးဟောထားပါတယ်။အဲ့ဒါဆိုတော့အဲ့ဒီပန်းကြီးပန်းလာတကားအရှင်မြတ်ငါရှင်ဒီပန်းကြီးဘယ်ရရလာလဲ။အရှင်မြတ်မသိဘူးလား။ အပြောသမအောင်ဟာဆိုတော့ငါရှေ့ဆရာဖြစ်တဲ့မြတ်စွာဘုရားကိုသိသလားရှင်မကတ်သောအမေရိကအသိတာပေါ့အခုဒီပန်းရအရှင်ဘုရားဆရာပြိဋိဘံဆန်တဲ့ပွဲရနေဒီတော့အဲ့ကကောက်လာတာဗျာအဲ့တန်လဲကြာရောခုနပြောတဲ့မထေ900ကအဲ့မှာ900ကိုငိုကြရောငိုရမှာအုပ်စုလိုက်ဝိုင်းငိုကြငါးပါအုပ်စု7ပါအုပ်စုဘုံတိုင်းခွန်းနဲ့ခါလဲလဲလဲသွားကြတာတဲ့အားရအောင်ငိုပြီးပြီဆိုတဲ့အချိန်ကျမှရှင်မကတ်သဘာက ကြွာသွားတယ်အဲ့ဒီချိန်မှာကောနအာတုမရွာတာသူကဒါဘာပြောလဲငါရှင်တော့မကိုကြနဲ့သူရှိတုန်းကဟိုလိုမအပ်ဘူးဒီလိုမအပ်ဘူးဟိုဟာမလို့နဲ့ဒီဟာမလို့နဲ့ချုပ်ချယ်များတယ်အခုမှတပြည့်တော့လွတ်လပ်ရေးရတာဘာငိုစရာမဟုတ်ဘူးဝမ်းသာစရာဘာလို့စရာလဲလေအရင်များတွေတပြည့်တော့အိုးချုပ်လေးမရှိတော့ဘူးဆိုဘာဖြစ်လဲသူဝရကိုနည်းနည်းစာနာပေးရမှထင်တယ်အိုးချုပ်လေးမရှိတာနဲ့အာလွတ်လပ်ပြီဒီလိုဒီလိုဖြစ်ချင်ဒါတော့ပြည့်တော့သဘောတရားကိုဗျာနောက်အခုဒီမှာကြည့်ဖျားပရိဒိဗ္ဗာန်စန္ဒာကတေသောတဲ့လောင်မီလားဗျာ မလောင်တော့လောင်တော့မမှုသေးဘူးတာရုကိလနာပဲရှိသေးတယ်ခொနည်းပဲရှိသေးတယ်အခုဘာဖြစ်သွားလဲအာရှင်ပြရတော်ဘုံကိုရနေဟိုအမဘူးတရားမဘူးသူရှိတော့တိတ်ကဲအချုပ်ချယ်တွေများအခုတပြည့်တော့လွတ်လပ်ပြီးပျော်စရာကြီးငိုစရာမဟုတ်ဘူးပြောတဲ့အခါရှင်မကတ္တဝအဲ့တကားကိုကြားပြီးတဲ့အခါကျတော့ဓမ္မတန်ဝေကဖြစ်ပါလေတဲ့အဲ့ဆိုတန်ဝေကက၄ပါးကိုဗျာဟုတ်တယ်မလားဗျာတိတ်ကစိတ်တုတ်တရာတတန်ဝေကကြောက်တာမကြင်နဲ့တာစိတ်ဆိုးတာဟာကွာဟာတရေကြီးတဆေကြီးကြောက်လိုက်တာ အဲ့ဒီတံဝေကရစိတ်တုတ်တရတတံဝေကတရားဟုတ်တော့ဘာဖြစ်မလဲဒေါသပေါ့ဗျာနောက်တစ်ခုကဩတ္တပတံဝေကမကောင်းမှုမလုပ်ဖို့မကောင်းမှုရှောင်ဖို့ရှက်တဲ့ကြောက်တတ်တဲ့ဟာဩတ္တပတံဝေကသာသူတော်ကောင်းတွေမှာရှိနောက်တစ်ခုကညာနာတံဝေကဝိပဿနာဉာဏ်နဲ့ရှင်ပြီးနိဗ္ဗာန်ဉာဏ်လို့ဒီပိုင်းမှာယူတဲ့ဟာကိုညာနာတံဝေကအနောက်တစ်ခါကျဓမ္မတံဝေကယဟန္တာရဲ့တန်တံမှာဖြစ်တဲ့တံဝေကပါဗျာ အဲ့တော့စိတ်မကောင်းဖြစ်သွားတာမဟုတ်ဘူးစိတ်ထဲမှာတန်ဝေကားရလိုက်တာပဲနည်းနည်းပြောဖို့ခက်တယ်ကိုမယဟန္တာမဟုတ်တာဟုတ်တယ်မလားဓမ္မတန်ဝေကားဆိုတဲ့သဘောဒီလိုသဘောပေါအောင်မပြောတတ်ဘူးအဲ့တော့ပြောစရာတခုပဲရှိတယ်ယဟန္တာရဲ့တန်တယ်မှာဖြစ်တဲ့ဟာပေါ့ဟတ္တိတုပ္ပဘုသံမျိုးပေါ့ဟတ္တိတုပ္ပကြာဘာဖြစ်တာပြုံးတာပေါ့ဗျအခုဒီမှာတော့တန်ဝေကားဖြစ်တာပေါ့အဲ့ဒါအဲ့လိုမျိုးသဘောလျော်လေးဓမ္မတန်ဝေကားဖြစ်သွားတယ် ဆိုတော့အရာလေးကိုမှတ်ထားတယ်မှတ်ထားပြီးတဲ့အခါကျတော့ဘာလုပ်ရမလဲလို့စဉ်းစားတယ်ကြွလာတဲ့ခွနသိန်းကျော်တဲ့ဒီတန်ခပရိတ်သတ်အစည်းအဝေးကြီးမှာမြတ်စွာဘုရားရှင်ပြိဋိဘံဆန်တော့အရှင်သာရိပုတ္တရာရှင်မောကလံဘယ်ရောက်ပြိဋိဘံဆန်သွားပြီဓမ္မတာ32ပါးတည်းမှာပါဘူးလေဗျာအကသဝကကြီးနှစ်ပါးဟာဖရားရင်ပြိဋိဘံဆန်ရတာဓမ္မတာတစ်ပါးအဲရှင်သာရိပုတ္တရာသံဃုလာပြိဋိဘံပြိဋိဘံဆန်တယ်ရှင်မောကလံကသံဃုလာကွယ်နေမှာပြိဋိဘံဆန်တယ်တတ်တော်69ပါဗျာ ဝါတော်44ဝါ25ကျမဝတ်ခဲကြဇက်ပွဲကနေဝတ်ခဲကြဥပဒေတော်နဲ့ကောလီတခုနဆိုင်မပြေးလိုက်ဘူးဖြစ်ရှင်သာဘုရားနဲ့ရှင်မောကလန်ဟုတ်လားရှင်များတို့မယုံလဲကြမ်းနေတတ်ရှာတော့တတိတော်လည်းရှာတွေ့လို့ပြောတာပေါ့နော်တရားရတော့ကရှင်မောကလန်ဟာဘက်လား15ရက်လား sorry အဲရှင်သာဘုရားနောက်ကြတယ်အခုပရင်းနေပါစံတော့ရှင်သာဘုရား15ရက်ဆော်ပြီးပရင်းနေပါစံတယ်ရှင်မောကလန်15ရက်နောက်ကြပြီဒဇမုံလာပြင်းနေကရှင်သာဘုရားပရင်းနေပါစံတယ်ဇမုံလာခွေနေမှာရှင်မောကလန် ပြိနိဗ္ဗာန်ဆန်တော်မူတယ်အကသာဝကကြီးနှစ်ပါးရှိသေးလားအဲ့တော့ဒီပြတော်တို့ဘုရားဘုရားဖြစ်ပြီးတော့ပထမဝါလွန်မြောက်ဒုတိယဝါမရောက်ခင်မှာပတိမောက်ပြတဲ့အခါကျတော့တာဝကကြီးတွေကိုယာတုမပေးဘူးလားဗျာဥပတေသကပထမတာဝကကောလိသကမောက်ကလန်ဆိုပြီးတော့ဒုတိယတာဝကပေပလိလူလင်ကကတ္တပဆိုပြီးတော့တတိယတာဝကရတယ်ဆိုတော့ပတုကမရှိတော့ဘူးဆိုတော့အခုစီနီယာရဆိုပြီးဘယ်သူ ဘလူဖြစ်သွားပြီလေအကြီးဆုံးဟာရှင်မာကသဘဖြစ်သွားပြီဒါကြောင့်အဲ့ဒီဟာကိုမြင်လို့မြတ်စွာဘုရားရှင်ကဖတ်ကြိုတဲ့ပုဂ္ဂိုလ်9ယောက်ရှိတယ်ဘုရားတို့မြည်ဒီဘယ်ကြိုမလဲဗျာနော်တပည့်တော်ဘုန်းကြီးတောင်လူတွေကိုကြိုတယ်ဆိုတော့အဘက်မသိဘူးလားမခီးဦးကြိုမပြုတ်အောင်ဘုရားရှင်ကလည်းတော့တို့တော့တာသနာရဲ့ကျေးဇူးများလို့ထွက်ကြိုတဲ့သူ9ယောက်ထဲမှာရှင်မာကသဘပါတယ်ပုဂ္ဂုတတိတို့ပါတယ် ဟုတ်လားအဲ့ဒါမျိုးထူးခြားတဲ့အရာတွေရှိတယ်။အဲ့တော့ဘဟုဗုဒ္ဓကညောင်မယ်မှာရှင်များတို့ကနေအိန္ဒိယကိုသွားတဲ့အခါဂယာနဲ့နာလန္ဒာကျားမှာဘဟုဗုဒ္ဓကညောင်မယ်ရှိပါတယ်။အဲ့ဒီစီတီတစ်ခုရှိပါတယ်။အဲ့ဒါရှင်မကတ္တဝါကိုထွက်ကြိုကြတဲ့ညောင်မင်းနေရာကိုအထိမ့်မဲ့ဖြင့်လှုပ်ထားတာ။အဲ့တော့ထွက်ကြိုတဲ့အခါအာလုံးတည်ပြီသား။ဟာကတ္တဗကောင်းလိုက်တာထိုင်ခင်းကြီးကကောင်းလိုက်တာကောင်းရင်အရှင်ဘုရားကိုတပြီးတော့လှူပါတယ်ဘုရားအဲ့မှာမြတ်စွာဘုရားရှင်ကပုံနာမြည်တော်အမျိုးသမီးကြုံမ သူစီကနေကောက်ထားတယ်စာတီးပေါ့ဗျာအဲအဲ့ဒါကြီးကိုတပြောလို့နှစ်ထပ်သင်္ကန်းလောက်ထားလားလောက်တော့နှစ်ပြည်သားလောက်ထွက်တယ်လို့ပြောတယ်တကောင်ချင်းဖယ်ရတာအဲ့ဒါကိုမြတ်စွာဘုရားရှင်ကနှစ်ထပ်သင်္ကန်းကြီးကိုခုနရှင်မာကသဝပါလာတဲ့ဂရိပါသင်္ကန်းကြီးနဲ့အခင်းကြီးနဲ့လဲလိုက်ညေကြီးလှုပ်တယ်ငလျင်လှုပ်တယ်အဓိကတော့ရာသူလွှဲပေးတယ်မြတ်စွာဘုရားရှင်ကရှင်မကသဘတတ်တော်တရားဖျားရှိတဲ့အခါတော့လေရှင်သားတို့မင်းတို့နောင်တော်ကြီးကိုကြည့်ကြနောင်တော်ကြီးရဲ့အမှုအကျင့်အလေးအကျင့်တိုင်းလိုက်နာကြ ဒါ role model အနေနဲ့မြတ်စွာဘုရားရှင်ချီးကျူးခဲ့တာအကြောင်းမဲ့မဟုတ်ဘူးတစ်ချိန်ကျရင်ခေါင်းဆောင်ပဲပုဂ္ဂိုလ်မြတ်စွာဘုရားရှင်အတိမတ်ပြုခဲ့တာ appreciate လုပ်ခဲ့တယ်ခေါ် appreciate ဒါအရေးကြီးတယ်ခေါင်းဆောင်တွေကအမျှော်မြင်ရှိတဲ့ဖို့အရေးကြီးတယ်အဲ့ဒါကြောင့်အခုတန်ခါပြိဿတ်ကရှင်မာကသပကို president ဒီတန်ခါသူကြီးရဲ့သမ္မတအနေနဲ့တင်လိုက်တော့ဘယ်သူညင်းတော့ဘယ်သူမှမညင်းမြတ်စွာဘုရားရှင်ကိုယ်တိုင်တရားဝင်အတိမတ်ပြုခဲ့တာလေဗျာစဉ်းစားကြည့်ခေါင်းဆောင်ဖြစ်ဖို့ကမလွယ်ဘူးဗျာပညာတတ်တိုင်းမရဘူး ခေါင်းဆောင်ရဲ့ role ဆိုတာရှိတယ်အဲသူအဲ့ဒီအဲ့ဒီဟာအတွက်ကိုဒါရည်ရွယ်ချက်ရှိအဲ့တော့အခုခေါင်းဆောင်ကြလာပြီရှင်မာကတ္တဗမိန်နဲ့မိန်ကုန်းတော်ခေါင်းစဉ်လေးကနေစဖတ်ပါဗျာရှင်မာကတ္တဗမထေမြတ်ကြီးမိန်ကုန်းတော်အရှင်တို့တန်ခါနာတင်ညာကုန်လို့မိန်တော်ဘူးလေဒီတော့သဏ္ဍသမိုင်းကိုချီးနေတော့ရှိသေးတယ်ဒီသမိုင်းဘယ်လိုဖြစ်လာလဲဆိုတာဒီတော့အခုချင်းဒီပနဲ့ရိုက်နေတော့ဒါရှင်ပြန်များအလွန်ဒီနိစ္စပေးတာဒီအကြောင်းရတယ်မသူတော်တရားတော်မပြန်ပွားမီ မထွန်ကားမီသူတော်ကောင်းတရားတို့တားမြစ်ပိပံခြင်းမခံရမီဝိနည်းမဟုတ်တော့အာဝိနည်းဓမ္မပြန်မောင်းမီဝိနည်းတားမြစ်ပိပံခြင်းမခံရမီအတ္တမဝါဒီတို့အာမကြည့်မီဓမ္မဝါဒီလက်စီသူတော်ကောင်းတို့အာမနေမီဒါကြောင့်ဒီဒီဒီဖြစ်စင်မှာကြည့်တဲ့အခါသုဘဒ္ဓကိုအာလက်စီလို့ပြောရင်ပြောဒုတိလလို့တော့ပြောလို့မရဒုတိလလို့စာမှာမပါဘူးဗျအာလက်စီနဲ့ဒုတိလအတူလားဗျာမတူပါဘူးဒုတိလဆိုရင်ဗာဒီကကြာပြီးတာဖြစ်လိမ့်မယ်အာလက်စီဆိုတော့ရှင်ဖျားတို့တပည့်တော်တို့အချိန်နဲ့မြတ်အာလက်စီဖြစ်နေဒေသနာကြားလိုက်ရင် လိသီဖြစ်သွားပြန်။အလိသီနဲ့ဒုတိလာဒါမတူဘူးဗျ။အလိသီဆိုတော့ရှင်များတို့ဘယ်သူမှမกินဘူးဗျ။အဲဆိုတော့လိသီဖြစ်ဖို့လေတတိပညာပါတာနဲ့တပြည့်တော်ကဒေသနာကြားလိုက်ရင်လိသီဖြစ်သွား။သုံးဖို့ကုစားပါ